အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အလုံနာရဲ့ဆိုတော့နေမြင့်မှထားဖြစ်ပါတယ်ဒီနေ့ရာသီဥတုလေးကလည်းตาရာနေတယ်ဗောနော်ငှက်တန်လေးတွေနဲ့လက်ဆက်တဲ့လေးလေးကိုရှူရင်းနဲ့အကြောချင်းတွေလျှော်လိုက်ပါအောင်မင်းမိဖို့ကြောင့်လည်းစာဝင်ပါပြီဒီနေ့တော့ garlic fried rice လေးကြော်ပါမယ်စစ်သွုံပြူ fried rice ဗောနော်ကျေတုံပြူအမွာလေးတချို့ရေစေးပြီးတော့အခွန်လိုက်ထုလိုက်ပါမယ်။ဒါကတော့ကိုလုံနေကြအမြန်နေလေးပေါ့နော်။ အခွန်လေးတွေရေနူးသွားတဲ့အခါမှာထုလိုက်တာနဲ့အသားကြီးကကွဲပြီးတော့ထွက်လာတာပေါ့နော်။မညက်တညက်လေးလေးတစ်ချက်နှစ်ချက်ထောင်းလိုက်ရပါပြီ။စီကိုတော့ပါလီကာလေးနည်းနည်းပဲထည့်ပါမယ်။စီလေးနည်းနည်းပူလာရင်တော့ကျွတ်တုံဖြူလေးထည့်လိုက်ပါမယ်။ပြီးရင်စနမလေးနည်းနည်းထည့်ပါမယ်။ကျွတ်တုံဖြူလေးရဲလာပြီဆိုလို့ရှိရင်ကျုပ်ဖောက်ထည့်လိုက်ပါမယ်။ကျုပ်ကလူတလောက်ထည့်လို့ရတယ်ပေါ့နော်။ ကျုပ်လေးချောက်သွားပြီဆိုရင်တော့ထမင်းစားထည့်လို့ရပါပြီ။ဒီနေ့ကထမင်းစားနည်းနည်းလေးကျန်တော့လို့အဲကိုရီနှစ်ယောက်ကတော့အဲ့ဒါလေးဝင်မျှစားလိုက်မယ်ပေါ့နော်။ပြီးရင်ကလေးတို့ကတော့မနေ့ကကျန်တဲ့ပီဇာလေးနှွေးပြီးကျွေးလိုက်မယ်ပေါ့နော်။ရသာတို့ကတော့ငံပြိုင်လေးတစ်ပေါက်နှစ်ပေါက်ရဲ့နော်။မုံမုံလေးပေါ့နော်။မုံမုံလေးနည်းနည်းကျဲလိုက်ပါရစေ။ ကိုအတွက်ကဒီလောက်ဆိုအတော်ပဲပေါ့နော်သူ့အတွက်ကြောင့်နည်းနည်းလေးနေသွားတာပေါ့နော်ဓမင်းကမနေ့ကကျန်တဲ့ပစုံစိတ်ကြော်လေးနဲ့စပါမယ်ပြီးရင်မနေ့ကအာလှုပ်ထားတဲ့ strawberry ထိန်ချင်ပေါ့နော်အဲ့ဒါလေးစားလိုက်မယ်ချိုးပွဲလေးလှုပ်လိုက်မယ်ပေါ့နော်အဲပေးရလောက်မှလှုပ်ဖြစ်တာပေါ့နော်အဲဒီ breakfast လေးဆိုလို့ရှင်ဈေးလည်းတက်တာပြီးတော့အဲကျမိုင်းနဲ့လည်းညီညွတ်တယ်ပေါ့နော် စာပြီးစီကြိုးပြီးဆိုတော့အောက်စင်းလိုက်ပါအောင်မယ်ဒီနေ့ကတော့ဝင်းထဲမှာစပိန်ပြည်ပြင်ပြည်မဲ့အဖွဲ့ဦး Star City Management အစီအစဉ်ပြီးခေါ်ပြီးထားပါတယ်အဲအဲ့ဒါနဲ့မစစ်တာကြားတဲ့ကုစပိန်လေးရဲ့ခိုင်ခတ်မှုရှိမရှိသွားစစ်လိုက်ပါအောင်မယ်ကိုယ်ထည့်ရင်ရောက်တဲ့စပိန်လေးတွေရှိလို့တန်းစီရပါတယ်။ ကိုစပိန်လေးကိုစစ်ဆေးပြီးတော့ဘလောက်ကြမယ်ခံမှန်းစီသူတို့ပြောပေးပါတယ်။ဒီလိုဝင်းထဲမှာနေတဲ့သူတွေအဆင်ပြေအောင်စနစ်တကျအစီအစဉ်ပေးရဲ့ Star City Management ကိုလည်းကျေးဇူးတင်ရပါတယ်။စပိန်လေးပြန်ရပြီဆိုတော့ဝင်းထဲမှာတစ်ဖက်ပတ်တဲ့ဈေးဝယ်ပြီးတော့ပြန်လိုက်ပါဦးမယ်။ နေ့ကသင်မိုးသီးလက်လက်ကလေးရခဲ့တယ်ပေါ့နော်ဒါဆိုစီတီမတ်ကပေါ့နော်အစ်စ်တလုံးမှပါတယ်တော်တော်လေးလေးချိုးတယ်ပေါ့နော်အဲကြက်ကတော့ပမာချက်လေးစီးရရရလာတော့လေကြက်ပြုတ်လေးလုတ်ပေးမယ်ပေါ့နော်အဲရင်းနေပပွဲစုမှာကြက်ကိုရင်နည်းနည်းလေးပြုတ်လိုက်တယ်ပေါ့နော်အစီရင်ညင်ကြီးကိုထွက်သွားပြီဆိုတော့မှာ အဲချက်ကိုရေပြန်စီပေါ့နော်။တန့်နေအောင်ပြန်စီရယ်။ပြီးတော့မှရေအစ်တဲ့စပြုတ်နေပေါ့နော်။ရေအစ်ထဲတယ်။ပြင်မုံလောက်ဖြူပါမယ်။အင်းအာလူပါမယ်။မုံလောက်အနီပါမယ်။ပြီးလို့ရှင်စံပလွန်သေးချောက်ပေါ့နော်။စံပလွန်သေးချောက်လေးနှစ်စီလောက်ထည့်လိုက်ရအောင်။ကျပြုတ်ထားတော့ခဏန်းကိုင်းလိုက်ပါဦးမယ်ခဏန်းကတော့ဒါမနေ့ကအွန်လိုင်းတစ်ခုကမှာထားတာပေါ့နော် ဟိုအကောင့်ကြီးမှာပါဗောနော်အကောင့်ရှိမရှိလို့ဆိုရအကောင့်သေးလေတော့ဖြစ်သွားမစိုးပါဗောနော်လက်တော့လက်ပါတယ်ကိုကနန်းဆိုရင်လေဟိုပန်းကနန်းတို့ဘာလို့ထက်ကိုလေအဲဒီရှုံကနန်းကိုပူကြိုက်တယ်ဗောနော်ရှုံကနန်းကြတော့ရှုံနေတော့ဈေးယူရတယ်ဗောနော် ီရာဒီကတော့ကနန်းဥကြရတဲ့ရာဒီနဲ့တူတယ်နော်ဥလေးအများကြီးပဲအကောင်လင်းသေးရှင်လည်းများတော့တော်တော်ကြာကြာလေးကြင်ရတယ်ပေါ့နော်အဲဒီနေ့အဲ့ဒါတွေပြီးလို့ရှင်เจ้าမှာတန်ရှင်းသွားလို့အောင်မယ်ပေါ့နော် မနဲ့ပြန်သင်တန်းရှိရတဲ့အမနေ့ကမရှင်းခဲ့ရတာတွေပြန်ရှင်းရမှာပေါ့နော်။ငွေချက်ကသူက2နာရီနဲ့2နာရီခွဲကြာဆိုရင်ပမာချက်ကအသားတွေတစ်ပိုင်းတစ်စဖြစ်သွားပြီ။နူးပြီပေါ့နော်။အယူတွေကအဖြူနှစ်တွေလည်းထွက်လာပြီဆိုလို့ရှိရင်ဒါအပိတ်လို့ရပြီပေါ့နော်။ချလို့ရပြီ။အဲရေမိုးချိုးပြီးတော့အကြောင်းတန်ရှင်းသွားလို့လိုက်ပါဦးမယ်။ ်တခါတလေလေတန်ရှည်မလုပ်ချင်တဲ့နေ့တွေရှိရပေါ့နော်အဲ့လိုနေ့တွေဆိုရင်အော်ငါလေ့ကျင့်ခန်းလုပ်သလိုပဲလေလုပ်ပြီးချွေးလေထွက်တယ်အဲအကြောချင်တွေလည်းပြီးတယ်ပေါ့နော်တန်တန်ရှင်လေးဖြစ်တော့စိတ်လည်းကြည်လင်သွားတာပေါ့နော်။ငါလုံးဝဖြစ်မဲဆိုပြီးတော့စိတ်ထည့်ပြီးတော့ပြန်လှုပ်ရတယ်။အဲအဲ့လိုပဲပြင်းတဲ့နေ့ဆိုရင်တစ်ချက်ကုန်တစ်ချက်ပြတ်ပေါ့နော်။အဲ့လိုကိုယ့်အကိုပြန်စဉ်းစားပြီးပြန်လှုပ်ရတယ်။ တန်ရှင်းပြီးတောက်ပြောင်သွားပါပြီရှင်အိမ်ပြန်ပါပြီဒီနေ့ရသေးလို့လည်းတော်တော်လေးသာရပါတယ် ဒီစပြုတ်လေးရလေအဲဒီစွန်ဘလွန်သေးနှလုံးနဲ့နဲ့ပေါ့နော်အရသာပေါ်နေပြီးသားပေါ့နော်စားလဲထည့်စရာမလိုအချို့မို့တူပါလို့မလိုပေါ့နော်ချက်ခဲ့ဗမာချက်ခဲ့လေလေပြုတ်တာနဲ့ကြာလို့ရှင်အငန်တက်လေးနည်းနည်းရှိရဆိုလေအတော်ပဲပေါ့နော်ရေလို့အငန်ချက်ရင်တော့လေစားနည်းနည်းထည့်တောက်လို့ရတယ်ပေါ့နော်ဒါတော့အရင်ဦးတွဲပြင်ဆင်လိုက်ပါဦးမယ် ဥတွေပြင်ဆင်ပေးပြီးပြီဆိုတော့ကို့အတွက်ကိုလှုပ်လိုက်ပါအောင်မယ်ဒီနေ့ကတော့အဲကနတ်အစိမ်းထောင်းလေးစားမယ်ပေါ့နော်ဒီထောင်းလေးမှာအဓိကထည့်တာကတော့ကျက်သွန်ဖြူပေါ့နော်ကျက်သွန်ဖြူပါမှပို့ပြီးတော့လေစားလို့ကောင်းတယ်ပေါ့နော်အဖြူပါမှအနီပါမှပြောင်းမှုပါမှခန်းကျင်သီးပါမှပေါ့နော်ဘဲသီးပါမှကျန်တဲ့အသီးရွက်ကိုကျက်တော့ကိုထည့်လိုက်ရပေါ့နော်အခုကတော့ဒါအချင်းကြီးကိုကိုကတညက်ပြော်လေးနည်းနည်းရောတယ်ပြီးလို့ရှိရင်အဲတမန်သီးတစ်လုံးညစ်တယ်ပေါ့နော် ဒီသမားလေးညက်တန်လေးကအရန်သုံးဝင်နေပေါ့နော်အရေလဲတော်တော်ပါတယ်ဒါတလုံးနဲ့ဆိုရင်တော့အထက်ထက်ညက်နေဟာအခုံကိုပြန်ပြန်ထည့်လိုက်ညက်လိုက်ပြန်ထည့်လိုက်ညက်လိုက်နေအရေတွေအများကြီးရတယ်ပေါ့နော် ဆဆပါပြီအားလုံးကိုလည်းကြည့်ပါရနော်။ ေးနှံလေးတွေကကျွတ်ပြီးတော့လေအရသာချင်းချူချင်းဆက်လေးပေါ့နော်ပြီးရင်ကနန်းလေးရလည်းချူပြီးတော့စိတ်နေအောင်ရန်စားကောင်းပါတယ်လိုက်လှုပ်စားကြည့်နော်ကြီးစုပြီးသူအားလုံးကိုကျေးဇူးတင်ပါတယ်အမှန်တော့လေဒီအလုပ်တွေဆိုတာအင်ရှင်မတွေနေ့စဉ်အဲမလုံမဖြစ်လုပ်နေရတဲ့အိမ်မှုကိစ္စလေးတွေပါပဲပေါ့နော်နောက်ပြီးတော့ဒီဗီဒီယိုလေးထဲမှာအဲလွယ်ကူမြန်ဆန်တဲ့ဟင်းချက်နည်းတွေချူပွဲလုပ်နည်းလေးတွေ အိမ်ထိန်းသိမ်းပုံလေးတွေသွားဝါနဲ့နှိစက်တဲ့ပုံဝင်ခြင်းလေးတွေကိုအဲကိုလုံနေကြပုံစံလေးတိုင်းချပြထားတာဖြစ်ပါတယ်။အဲနောက်ပြီးတော့ဒီဗီဒီယိုလေးတွေကြောင့်ပဲလေအဲကိုချစ်ခင်သူတွေအဲကိုနဲ့အကြိုက်တူသူလေးတွေအများကြီးတွေ့လာရတယ်ပေါ့နော်။အဲအဲ့အတွက်ကြောင့်နောက်ကိုလည်းအဲကိုလိုအင်ရှင်မတွေအတွက်ဒီထက်ပို့ပြီးတော့အဲပြည့်စုံပို့ချိုးရှိပြီးတော့ motivation ရစီမဲ့ vlog လေးတွေကိုဖန်တီးပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုချစ်တင်တော့နောက်ထပ် video လေးမှာပြန်ဆောင်ကြပါမယ်။